ဘာဖြစ်နေရလဲ။ဆင်ဘာလို့ဒီလောက်ထိစိတ်တအောင်တန်ကြနေရလဲ။အဲမေရတော့အမှန်တိုင်းပြောရမယ်ဆိုရင်မေရမမုံဘာလို့လဲဆိုတော့ psychology အနေနဲ့စဉ်းစားမယ်ဆိုရင်ဒီလိုတွေလုပ်ဖို့အတွက်သူ့စိတ်ထဲမှာသူဘယ်လောက်အားငယ်နေလဲပေါ့နော်။မေရတော့မမဝတီကိုဖတ်လိုက်ချင်တယ်။အင်းဖတ်ပြီးတော့ office ကလေး office ကလေးပြောချင်တယ်။နင်တတိရှိတယ်ဆိုရင်ငါရဲ့ကိစ္စတွေမှာထပ်ပြီးဝင်ပါရဲ့ပါကြည့်လိုက်လေ။ဟိုဒီကစနိုးကအရင်ချက်လာ။သူတို့ငငယ်တဲ့သူတို့ကြီးလာတာလေ။ အဲသူ့မကိုသူအားမလို့အားမရဖြစ်မယ်ဒါပေမဲ့သူတော်တော်လေးချစ်တယ်မမကိုတည်းကလည်းစနို့ကိုချစ်တယ်ကိုကြီးနဲ့မအေးမြောင်မို့သားအခုချိန်တိရှိသေးရဖလိုဇေဝတာသူရိုက်တော့ကမပုံအောင်ပြောခဲ့တယ်မမဝတီကတဲ့စနို့ကမမကြီးကိုအမြဲကာကွယ်တဲ့အချိန်မှာသူလည်းအမတယောက်ပဲသူ့ကိုဘာလို့မကာကွယ်တာလဲဆိုတော့စိတ်လေးရှိတယ် ည်းတော်တော်နည်းအရမတ်ကိုအားပေးကြရတဲ့ချက်မေအပြင်သွားရင်မေကိုလာစကားပြောကြရဟက်စနိုးအိမ်မှာဘာတွေဖြစ်နေပြီလဲပေါ့နော်မမဝတီကဘလို့မမေကြီးကဘလို့တပြေကဘာကြီးလုံးနေလဲပေါ့နော်မေကိုလာလာမေးတယ်အဲ့လိုမေးတော့လည်းမေကျေးဇူးလဲတင်တယ်ဝမ်းလဲဝမ်းသာပါတယ်အာအောင် TV production နဲ့မဘုံကမေဂရိတ်ဆိုစကန်လန်ကလေးကပြောခဲ့ရဲ့ဒီဇက်ကတော်တော်လောင်မဲ့ဇက်တဲ့ ဇက်ကလည်း character များတယ်တော်တော်လေးရှုပ်တယ်တဲ့ဒါပေမဲ့အဲ့ထဲမှာ main character လေးကပူလောင်တဲ့မိသားစုထဲမှာအကြည်တက်အေးတက်လေးပေါ့နော်အဲစိတ်ဝင်စားလားဆိုပြီးမိကိစ္စကိုကန်လန်းခဲ့တာပေါ့နော်အဲပြောရမယ်ဆိုရင်လေ အဲဒါကအကြီးတဲ့ပြည်သက်တွေဘယ်လိုထင်လဲတော့မသိဘူးဒါပေမဲ့ migration နေနဲ့ snow ကိုတိုင်းရလဲရမတ်ရှိရမယ်သူလည်းအရင် innocent ဖြစ်နေရမှာမဟုတ်ဘူးအဲပထမပိုင်းဒီမှာမမကြီးကအမွေခွဲဖို့တော့ပြောတဲ့အချိန်မှာမမကြီးကလူကြီးမလို့နားလေလေအဲအားလုံးကသစိမ်းတွေလို့ဖြစ်နေတဲ့အကြောင်းဒီလိုအမွေခွဲလိုက်ရင်အားလုံး agent ဝမ်းမယ်အားလုံးပိုပြောမယ်ဆိုတာတိလို့ခွဲကျင်တဲ့ဟာကို snow က သူ့ရမကိုင်မိသားစုပေါ့နော်ဒီမိသားစုကအဆင်မပြေတဲ့ကြားထဲမှာပြေအောင်နေမယ်ဆိုပြီးသူမသိချင်အောင်ဟန်ဆောင်ပြီးနေခဲ့တာအဲ့မင်းရဲ့မြင်မှာတော့ snow လည်းတော်တော် selfish ဖြစ်ပါတယ်အဲ့ဒါ snow ကမွေးရတော့ဘာလို့လဲသူကသူအေးစင်းနေရမဟုတ်သူက ဟုတ်ကဲ့အလုံးလုံးနေအကုန်တိနေတာဘာမှမတိပဲနဲ့အကုန်တိနေတာဘာလို့တိလဲကျွန်တော်ချိန်မှာရရောက်လာတယ်ဟုတ်ကဲ့ဟုတ်တူမမင်းကပြရတဲ့ episode မှာလဲ तू ကဒီတိုင်းပဲအပြင်မှာနေနေဟာတော့တော့ date တိုးရတော့ဟုတ်ကဲ့အဲ့လိုပဲနော်အပြင်မှာလဲဟာကိုခိုးပြီး chain chain ဘယ်လိုပြောမလဲ chain တွေ့တယ်ဗောနော်ခိုးပြီးလုတ်တယ်ရဲ့ chain တွေ့ရဆိုရင်လူနဲ့ဝင်တိုးတယ်မင်းဆိုငယ်ငယ်တော့အဲ့လိုခိုးထွက်ဘူးပဲအတော်နဲ့ဝင်တိုးတာဟုတ်ကဲ့ ကြရတဲ့ဟိုကလေကိုကမိခင်ကတော့ဘာလို့ရမလဲမသိဘူးဗောနော်။သွားနှုတ်ဆက်ရင်ကောင်းမလားမသိကြအောင်ဟန်ဆောင်ရင်ကောင်းမလားဟို။အဲ့နှုတ်ဆက်ရတာ။ဘာလို့စနုတ်ဆက်မနေရဲတော့ရင်းသိပါမှာစနုတ်။ဟုတ်တယ်နော်သတိထားနော်။စနုတ်ကလိုက်ကြည့်နေ။အမေမြင်လား။အမေကတော့ကုန်ချစ်တယ်။ကိုမောင်နှမတွေကိုကုန်ချစ်တယ်။မပြောရဘူး။ဆိုတော့မဆိုအလုံးရဲ့လိမ့်မှာရန်ချဖို့ကောင်းတဲ့မိသားစုလေးပါ။ဒီမှာစနုံးနဲ့မတည့်စွာမမဝင်နေတော့။ဒါပေမဲ့မမဝင်ရောစနုံးကရန်ချစ်တာ။သူတို့ငငယ်တဲ့သူတို့ကြီးလာတယ်။ အဲသူ့မောင်သူအမလို့အမညာဖြစ်မယ်ဒါပေမဲ့သူတော်တော်လေးချစ်တယ်မမကလေးကလည်းစနိုးကိုချစ်တယ်မီရိုရိုက်တော့ကမဘုံကပြောတယ်ဗောနော်ဒါကတော့ပြိတ္တတွေဘယ်လိုမြင်မလဲမသိဘူးဗောနော်မီရိုရိုက်တော့ကမဘုံကပြောခဲ့တယ်အဲမမဝတီကတဲ့စနိုးကမမကြီးကိုအမြဲကာကွယ်တဲ့အချိန်မှာ သူလည်းအမတယောက်ပဲသူ့ကိုဘာလို့မကာကွယ်တာလဲဆိုတော့စိတ်လေးရှိတယ်တဲ့အဲမေရောအမှန်တိုင်းပြောရမယ်ဆိုရင်မေရမမုံဘာလို့လဲဆိုတော့ psychology အနေနဲ့စဉ်းစားမယ်ဆိုရင်ဒီလိုတွေလုပ်ဖို့အတွက်သူ့စိတ်ထဲမှာသူဘယ်တော့အားငယ်နေမလဲပေါ့နော်မေရောမမဝတီကိုဖတ်လိုက်ချင်တယ်အင်းဖတ်ပြီးရောအပိစတာလေးပြောချင်တယ်